နိုင်ငံရေးသားသမီးတွေရဲ့ယင်ထဲမှာချိုချံချွေတာစူဆောင်းဖို့အလဟတမဖြစ်အောင်အလုပ်တွေလုပ်ဖို့ဥစ္စာပစ္စည်းတွေငွေကြေးတွေအဲ့တော့ကိုယ့်ရဲ့ရပိုင်ခွင့်တွေရရှိမဲ့အခွင့်အရေးတွေကိုလက်လွတ်ဆုံးရှုံးမခံရအောင်ပိုင်ပိုင်နိုင်နိုင်နဲ့လက်ဝယ်ရရှိအောင်အဲ့လိုသေးသေးချာချာကြာကြာနာနာလုပ်ဖို့အကြောင်းအရာတွေကိုအခုယင်ထဲမှာစဉ်းစားတွေးတောနေပါတယ်မျောလဲတောင်းတရည်ရွယ်ချက်ကတော့ခရီးတွေနဲ့ပတ်သက်ပြီးသွာလာမှုနဲ့ပတ်သက်ပြီး အဆက်အသွယ်နဲ့ပတ်သက်ပြီးသူများကိစ္စတွေကူညီရတဲ့ကိစ္စကိုယ်ကိစ္စတွေသူများကူညီမဲ့ကိစ္စအဲ့တလို့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအဆင်ပြေချောမွေးဖို့တွားလန်းတာလို့လာလန်းဖြောင်းဖို့ကိုပဲဒါကုရဲ့ရင်ထဲမှာမျောလင်းတောင်းတနေပါတယ်။စကားပြောတဲ့အခါမှာလည်းဒေါသတန်ရန်လိုတန်တွေနဲ့ကိုယ့်အပေါ်ဆက်ဆံခြင်းမပြုအောင်မဖြစ်အောင်အဲ့တော့လှုပ်ဖို့ကိုဒါကုရဲ့ရင်ထဲမှာမျောလင်းတောင်းတနေပါတယ်။ မျော်လင့်မဲနဲ့ဘလို့အောင်မို့ကြုံမလဲဆိုလို့ရှိရင်တော့ရသမျဝင်ဝင်နဲ့မရောင်ရဲမတိတ်နိုင်နိုင်ဘူးပို့ပြီးတော့ရအောင်ကြိုးစားမယ်ပို့ပြီးတော့အောင်မြင်အောင်လုပ်မယ်တိတဲ့ပို့ပြီးတော့ရနိုင်မယ်အခွင့်အရေးတွေကိုရသလောက်ကိုငှားရဲ့ဘဝမှာအဲ့တော့မြင်မြန်ဆန်းဆန်းရရှိအောင်လုပ်မယ်ဆိုတော့ရည်ရွယ်ချက်တွေအဲ့ဒါလိုအကောင့်တွေဖော်ရတာစုံပြည့်ချက်ချတာမျိုးကြုံတွေ့ရပါလိမ့်မယ်စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့အိမ်အောင်ရေးနဲ့ပတ်သက်တဲ့ပြဿနာ၊ခြေရေးနဲ့ပတ်သက်တဲ့ပြဿနာ၊နောက်ပြီးအမှုခင်းတစုံတရာပြဿနာကြောင့် ိုယ်မှာစိတ်ညစ်စရာတွေဖြစ်ပေါ်နေရတတ်ပါတယ်။ငယ်ရွယ်တဲ့တနင်္ဂနွေသားသမီးတွေကန်စားတာပါဆိုလို့ရှင်တော့မမျှော်လင့်မဲ့သွားရင်လာရင်နဲ့ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးအဲတော့ရင်ခုန်စရာတွေဝမ်းသာစရာတွေအချစ်ရေးနဲ့ပတ်သက်ပြီးตาရပွဲရအဲ့တော့မြင်းစုတကာအားကြလောက်တဲ့အထိကိုယ့်ရဲ့အချစ်ရေးအချစ်ရေးနဲ့ပတ်သက်ပြီးตาရဖြောင်ပြူးတာမျိုးကြုံတွေ့ရပါလိမ့်မယ်။ အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ကိုယ့်ရဲ့အိမ်အောင်ဘက်ကကြိုးစားပန်းစားလုပ်တဲ့ကိစ္စတွေကမအောင်မြင်ဘဲနဲ့နှောင့်နှေးနေတာကြမ်းကြာနေတာအချင်းချင်းခါခါကြိုးစားရတာအဲ့ဒီအတွက်ကြောင့်အားမလို့အားမရဖြစ်တာအဲ့ဒါလို့ဟာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့တော့သူ့ရဲ့ရည်ရွယ်ချက် သူ့ရဲ့ရည်မှန်းချက်တွေမပြည့်ဝတာမျိုးကြုံတွေ့ရတတ်တယ်ဒါကအိမ်အောင်ရှင်များဖို့ပေါ့နော်ဒီဝတ္တနာပါလို့ထီထိုးခြင်းနဲ့ တနင်္ဂနွေသားသမီးများအဖို့ကတော့အုတ်ထုတ်အဟောင်းတွေအုတ်ထုတ်အပြက်တွေအဲ့လိုနေရာမျိုးမှာရှာကြည့်ပါအဲ့နေရာမှာမိတ်ဆွေတွေအကျိုးပေးသောကဏ္ဍစုံတရားတွေ့ရပါလိမ့်မယ်ညံ့တာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့စေးနဲ့ပတ်သက်ပြီးလှူပေးလိုက်ပါအားလုံးကောင်းပါပါလိမ့်မယ်လူ့ဘက်လူလူယဟန်ဟိုဘက်လူလူကြိုက်တဲ့လူကိုလူပါရပါတယ်အဲ့တော့ဝင်ဝင်နဲ့ပတ်သက်ပြီးဒီတလာလုံးမှာတနင်္ဂနွေသားသမီးတွေအတွက်ကတော့အောင်မြင်မှုတရကူဆောင်းရမယ်ပင်ပန်းမယ် ်စိတ်ပင်ပန်းလူပင်ပန်းတော့နည်းနည်းလေးလေးတော့ဖြစ်တတ်ကြောင်းပါလေဗျာကဲကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့3995380 3980ကျပါပါလေဗျာအဲ့ဒီဖုန်းကို7နာရီရက်နဲ့7နာရီအတွင်းကိုဆက်မယ်နာမည်စင်းပေးမယ်အဲ့ဒါဆိုအဆင်ပြေပါပြီဗျာကဲတင်းငွေတာသမီရောက်တိုင်းရောက်တိုင်းအနေနဲ့ရရအတိုင်းတိုင်းပြည်ပြည်ကကြည့်ရှုနေကြကုန်တော့တင်းငွေတာသမီပေါ့အားလုံးအဆက်ဆက်ရအဆင်ပြေပါစေတင်းငွေသားသမီးတွေပြီးတော့တင်းလာသား တနင်္လာသားသမီးတွေရဲ့ရင်ထဲမှာမိတ်ဆွေအပေါင်းအသင်းကြားမှာဂုံငယ်ဖို့အောင်မြင်ဖို့ကြီးကြီးမားမားရရှိအောင်လုပ်ဖို့အဲ့တော့သူများနဲ့ရှင်လို့ရှိရင်ကိုယ့်ဘက်ကအဆဆရာတာလွန်အောင်အစွမ်းကုန်ကြိုးစားဖို့ကိုဒါကိုယ့်ရဲ့ရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကဆုံးဖြတ်ချက်တွေမှားပြီးတော့လုပ်တဲ့ကိစ္စငွေကြေးတွေဆုံရှုံတဲ့ကိစ္စအဲ့လိုမျိုးတွေနောက်ထပ်နောက်ထပ်မကြုံအောင်မဖြစ်အောင်အဲ့တော့ကိုယ့်ရဲ့ ိတ်ကူးစိတ်တန်းနေကြာကြာနာနာအကောင့်တွေပို့ဖို့ပဲဒါကိုရရင်ထဲမှာမျောလဲကောင်းတာနေပါတယ်စာချုပ်စာတန်းစာရွက်စာတန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအဆင်ပြေပြေဖြစ်ဖို့ကိုဒါကိုရရင်ထဲမှာမျောလဲတောင်းတာနေတယ်မြေကိစ္စနဲ့ပတ်သက်လို့ရှင်လည်းအဆင်ပြေဖို့ကိုမျောလဲတောင်းတာနေတတ်တယ်မမျော်လင့်မဲ့ဘလို့ဟာမို့ကြုံလဲမိသားစုလိုက်ပြီးတဲ့ကောင်းတဲ့နေရာကိုရွှေပြောင်းခြင်းနေထိုင်ခြင်းအလုပ်ပြောင်းခြင်းနေရာပြောင်းခြင်းအဲ့ဒါလို့ဟာမျိုးတွေတမျိုးတစ်ပုံအပြောင်းလဲတွေလာတတ်တယ်ကောင်းသောပြောင်းလဲခြင်းတွေကြုံတွေ့ပါလိမ့်မယ် စိတ်ညစ်စရာအနေနဲ့ကတော့ဆုံးပြန်ရန်အကြက်တဲ့နှစ်ခုနဲ့ရင်ဆိုင်ရတယ်အဲ့ဒီအတွက်ကြောင့်စိတ်ညစ်ရတာမျိုးကြုံတွေ့ရတတ်တယ်ပြဿနာနှစ်ခုကြောင့်စိတ်ညစ်ရတာမျိုးတွေဒီကာလအတွင်းမှာဖြစ်တဲ့ကြုံတဲ့အကြောင်းပါလေဗျာငယ်ရွယ်တဲ့တနင်္လာသားသမီးတို့ရဲ့ကန်စာတာမှာဆိုလို့ရှင်တော့အဆဆာရရာနောင်ရည်အတွက်စိတ်ချစရာတွေနောင်ရည်အတွက်စိတ်အေးစရာတွေမိသားစုနဲ့တိုင်နေရင် အဲ့တော့ကိုယ့်ရဲ့ရင်းနှီးတဲ့သူတွေနဲ့တိုင်မြင်ရင်အဲ့လိုဟာမှုလုပ်ကင်နေရတဲ့အခွင့်အရေးတွေကြောင့်ဘဝမှာထူးထူးခြားခြားအောင်မြင်တိုးတက်မှုကံကောင်းတာတွေကြုံပါလိမ့်မယ်အခြေအနေနဲ့ပတ်သက်လို့ကလောလောဆယ်မှာတော့အထူးကြံမှုတွေများနေတတ်တယ်မိသားစုအရေးကိုပဲဦးစားပေးရတာမျိုးကြုံတွေ့နိုင်ပါတယ်လက်တလုံးဝင်ဝင်နဲ့ပတ်သက်တဲ့ပြီးဒီတလားဒီတပတ်လုံးမှာဝင်ဝင်နဲ့ပတ်သက်လို့ရှင်ကံကောင်းဖို့အတွက်ကတော့ အသက်ကြီးတဲ့အဖွားကိုတဦးတယောက်ကိုစစ်စည်းသုံးမျိုးတော့လူတန်းလိုက်ပါဝင်ဝင်လက်ငွေကြေးလက်လာပါနဲ့ပတ်သက်ပြီးထူးထူးခြားခြားကံကောင်းမွန်လာပါလိမ့်မယ်။အိမ်ဆောင်ရှင်မိတ်ဆွေများဖို့ကတော့အချို့ကြမ်းမဲ့ချွေတာမဲ့စူဆောင်းမဲ့ဆိုတဲ့အကြောင်းအရာတွေအဲ့ဒီဟာတွေပဲကောင်းတဲ့မှာစဉ်းစားနေရတတ်တယ်။နောက်ပြီးတော့ကိုယ့်ရဲ့အိမ်ဆောင်ဘက်အပေါ်ကိုလည်းကိုယ်ပါမိခင်လိုတစ်မျိုးတငယ်ချင်းလိုတစ်မျိုးမိတ်ဆွေလိုတစ်မျိုးအမျိုးမျိုးအဖို့ဖို့ကိုယ်မှာခွင့်လို့ချင်းသိခံချင်းနဲ့ရှေ့ဆက်ရတာမျိုး အတလုဟာမှုဖြစ်တတ်တယ်သူ့ကိုတော့အားမလို့အားမရဖြစ်တာမျိုးကြုံတွေ့ရတတ်ပါတယ်ဒါကအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးပေါ့နော်ကဲအဲ့တော့အိမ်အောင်ရင်းနဲ့ပတ်သက်ပြီးကောင်းသောပြောင်းလဲခြင်းတွေကောင်းသောငြိမ်းချမ်းခြင်းကောင်းသောကကြမာတွေပျော်ရွှင်စရာကောင်းတာအတလုအပြောင်းလဲတွေလာပါလိမ့်မယ်ဒီဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့ ပန်းပွင့်အဖြူရောင်လေးတွေရဲ့အနီးနားမှာရှာကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အကျိုးပေးသောကဏ္ဍတစ်စုံတရားတွေ့ရပါလိမ့်မယ်ညံတာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့အဝါရောင်ဖျောင်းနိုင်ကိုးတိုင်သို့မဟုတ်အဝါရောင်ဖျောင်းနိုင်မီလုံကိုးလုံးထွန်းညှိပူဇော်ပါလှူဒန်းပါလို့အကြံပေးကြပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့တိတိတသားကန်စတာညံတွေအားလုံးပြပြပြီးလက်လာပါရွှင်လန်းပါလိမ့်မယ်လို့ပြောရင်တင်းလာသားသမီးများအတွက်ဒီမှာပဲညီကုန်းချုပ်ပြရစီကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 295 380 358ပဲ ဖြစ်ပါတယ်ဗျာအဲ့ဒီဖုန်းကိုဆက်ပြီးတော့ဗီဒီယိုမေးဖို့၁၇နာရီရက်နဲ့၁၂နာရီခွဲမှာနာမည်စာရင်းပေးလို့ရပါတယ်ကဲအားလုံးအဆက်အစရအဆင်ပြေကြပါစေအင်္ဂါသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါအင်္ဂါသားသမီးတွေရဲ့ယင်ထဲမှာပင်ပန်းမဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးစိတ်ပင်ပန်းလူပင်ပန်းအဲ့တော့ခက်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 စူးစမ်းမယ်ကိစ္စတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတော်နေပါလေ။ကိုစူးစမ်းသမျှအလဟတဖြစ်တဲ့ကိစ္စနောက်ပြီးတော့ ပင်မှန်းပြီးတော့အကျိုးအမြတ်နည်းနည်းလေးရတဲ့အကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတော်နေတယ်။မျောလဲတောင်းတရည်ရွယ်ချက်ကတော့ကိုယ့်ကိုယ်ကိုဘသူရဲ့အစွမ်းစားဘသူရဲ့အကူအညီမှမပါဘဲနဲ့ကိုယ့်ကိုယ်ကိုကြိုးစားမယ်။ငါ့ကိုယ်ကဖြစ်အောင်လုပ်မယ်။ငါဇွဲမလျှော်ဘူး။ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ပုံစံမျိုးဒါကိုယ့်ရဲ့ရင်ထဲမှာမျောလဲတောင်းတနေပါတယ်။အင်္ဂါသားသမီးများအဲ့တော့မမျောလဲပဲဘလို့ဟာမို့ကြုံမလဲအင်္ဂါသားသမီးတွေမလုံသင့်သောအလုပ်တွေကိုမလုံပဲကိုကချုပ်တီးရတာ အဲ့တော့မျိုးသိရတာအရှက်တကွက်ကျိုးနှံဖြစ်မဲ့ကိစ္စတွေကိုထိန်းချုပ်လိုက်တာအဲ့တလို့ဟာမျိုးတွေသူကဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချရတာမျိုးဆုံးဖြတ်ရတာမျိုးတွေကြုံပါလိမ့်မယ်အဲ့ဒီအတွက်လည်းအင်မတန်ကိုကောင်းပါတယ်မကောင်းတာကိုမကောင်းမှန်းသိရင်အဲ့ဒါကိုကသူတော်ကောင်းပါပဲအဲ့တော့အင်္ဂါသားသမီးတွေဒီကာလအတွင်းမှာအမှားအမှန်ကိုကြကြနာနာဖွေချစိတ်ဖြံဆုံးဖြတ်နိုင်တာမျိုးကြုံပါလိမ့်မယ်စင်ကြီးဆရာအနေနဲ့ကတော့ အကြောင်းအမင်းဖို့ကြောင့်ရက်ဆိုင်ထားတဲ့အလုပ်တွေပြန်လုပ်ချင်ပေမဲ့လည်းကို့မှာအဆင်မပြေဘူးအဲ့ဒီအတွက်ကြောင့်စိတ်ညစ်တယ်ကျမ်းမာရေးတွေကောင်းချင်ပေမဲ့လည်းအဲ့တော့ဒီချိန်မှာကျမ်းမာရေးကောင်းရင်ကို့အတွက်တခုမကောင်းတာတွေကြုံမယ်အဲ့တော့ငါအတွက်အရာအလုံးကကောင်းဖို့ဖြစ်လာတယ်လို့ပဲသတ်မှတ်လိုက်ပါတွေးတောနေလိုက်ပါအဲ့ဒါဆိုလို့ရှိရင်အင်္ဂါသားသမီးတွေအားလုံးအဆင်ပြေသွားပါလိမ့်မယ်အဲ့တော့ကောင်းဖို့ဖြစ်လာတယ်လို့ပဲအရာအလုံးကိုသတ်မှတ်လိုက်ပါဆုံးဖြတ်လိုက်ပါနော်ကဲငွေဝယ်တဲ့အင်္ဂါသားသမီးတွေကန်စတာမှာဆိုလို့ရှိရင်တော့ အောင်မြင်မှုကြီးကြီးမားမားရရှိမဲ့ရေရှည်စီမံကိန်းတွေအတွက်ဒီချိန်မှာအစတင်အကောင့်တွေပေါ်လာတာဆုံးဖြတ်ချက်ချတာအဲ့လိုဟာမျိုးကြုံပါလိမ့်မယ်။အိန္ဒိယထိုင်းကိုအကြောင်းပြုပြီးတော့နည်းနည်းတော့စိတ်ညစ်စရာတွေဖြစ်တတ်တယ်။လုပ်ငန်းကိုအကြောင်းပြုပြီးတော့လည်းနည်းနည်းစိတ်ညစ်စရာလေးတွေလာတတ်တယ်။အဲ့တော့ကိုယ်စိတ်ညစ်ရတယ်ဆိုတာပပလေးပါ။ကျန်တဲ့လူတွေစိတ်ညစ်ရတာအကြီးကြီးတွေပါပဲ။အဲ့တော့သူများနဲ့ဆားလို့ရှင်ကိုကတော်ပါသေးတယ်လို့ကိုကိုကိုသတ်မှတ်လိုက်ပါ။အိန်အောင်ရှင်မိတ်ဆွေများပို့ကတော့ ်ချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးယူရခြင်း၊ကျင်နာခြင်း၊တွေ့တာခြင်း၊မျက်နှာချင်း၊စုံမဲ့ခြင်းဆိုတဲ့အဲ့လိုမျိုးကောင်းခြင်းအဖျားဖျားနဲ့ပြည့်စုံပြီးတော့ကြားလေးလေးခိုင်မြဲလေးလေးဆိုတဲ့ချစ်ချင်းမေတ္တာတွေနဲ့ရှေ့ဆက်ရတာမျိုးကြုံတွေ့ရပါလိမ့်မယ်။အိမ်ဆောင်ရေးနဲ့ပတ်သက်လို့ရှိရင်လည်းမျက်မျက်တတကောင်းကောင်းမွန်မွန်ဖြစ်တာမျိုးကြုံတွေ့ရလိမ့်မယ်။အဲ့တော့ဝက်ဥစုပ်ပြီးကြက်ထားတဲ့ကဲ့သို့အရင်ထက်ပိုပြီးတော့မျက်နှာတွေ့တာမှုတွေလာပါလိမ့်မယ်။အင်မတန်အားရစရာကောင်းပါလိမ့်ဗျာ။ကဲ ဒီဝါသနာပါလို့ထီထိုးခြင်းနဲ့အင်္ဂါသားသမီးများဖို့ကတော့ချွန်ထက်သောဓာတ်တွေထားတဲ့နားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေတွေအကျိုးပေးသောကဏ္ဍတစုံတရားတွေ့ရပါလိမ့်မယ်ညံတာလေးပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့ခလေးတငယ်များကိုကစားစရာဆော့စရာအဲ့ဒါလိုဟာမို့တခုခုလက်ဆောင်ပေးခြင်းအားဖြင့်အညံ့တွေအလုံးပြပြသွားပါလိမ့်မယ်လို့ပြောရင်အင်္ဂါသားသမီးများတွေတပတ်စာဟောပြောမှုဒီမှာပဲညီကုန်းချုပ်ပြရစေအားလုံးအဆက်ဆက်ရအဆင်ပြေပါစေ ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်ဗျာအဲ့ဒီဖုန်းကိုဆက်ပြီးတော့နာမည်စရင်17နာရီကနေ17နာရီတွင်ကိုပေးလို့ရပါတယ်ညနေ3နာရီထိတူးချင်းစီကိုပြန်လည်ဟောကြားပေးလျက်ရှိပါတယ်ဆိုတော့အကြောင်းကိုပြောကြားရင်းအင်္ဂါသာသမီးရောက်တိုင်းရောက်တိုင်းလိုအပ်ဆန္ဒပြုပါပါစေဗျာဗုဒ္ဓဘုရားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဘုရားသမီးတွေအတွက်23ရက်10လ2025မှာ29ရက်10လ2025ထိပဲဖြစ်ပါတယ် ဗုဒ္ဓဟူးသားသမီးတွေရဲ့ယဉ်ထဲမှာသွားစရာယဉ်ထားတဲ့ပတ်သက်တဲ့ကိစ္စစီးစရာယဉ်ထားတဲ့ပတ်သက်တဲ့ကိစ္စလက်ရှိကိုယ့်ရဲ့ငွေကြေးတွေကိုအကြောင်းပြုပြီးတော့ချိန်ဆပြီးအလုပ်လုပ်ဖို့အကြောင်းအရာတွေအဲ့ဒီနှစ်မျိုးစလုံးကိုအခုကိုယ်မှာတပြိုင်နက်တည်းစဉ်းစားဆုံးဖြတ်ရမယ်အချိန်အခါကိုရောက်နေပြီဆိုတဲ့အကြောင်းကိုအခုယဉ်ထဲမှာစဉ်းစားတွေးတော်နေပါတယ်မျောလင်တောင်းတရည်ရွယ်ချက်ကတော့ကိုယ့်ကိုဒုက္ခပေးတဲ့လူတွေနောက်တစ်ချိန်ပြန်လဲဒုက္ခပေးဦးမလားဆိုတဲ့ပုံစံမျိုးဒါကိုယ့်ရဲ့ယဉ်ထဲမှာ မျောလင်တောင်းတာနေပါလေစိုးရင်စိတ်တွေမျောလင်တောင်းတာတာကိုကိုကိုတတိပေးတာအဲ့တော့ကိုကိုကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးဖို့ကိုလည်းဒါသူ့ရဲ့ရင်ထဲမှာတတိဝရိယထားဖို့ကိုလည်းမျောလင်တောင်းတာနေပါလေမမျောလင်မဲနဲ့ဘယ်လိုဟာမို့ကြုံမလဲဆိုလို့ရှိရင်နေရာထိုင်ခင်းကိုအကြောင်းပြုပြီးစိတ်တိုင်းမကြစေရတဲ့ကြုံတွေ့ရတတ်တယ်ဝင်ငွေတွေဘလောက်ကောင်းကောင်းအလဟာတဖြစ်တာအဖတ်မတင်တာအဲ့လိုဟာမျိုးတွေဂျုံတွေ့နိုင်တယ်လို့ဘုံတော်ဘူးသားသမီးတွေမှာ ဒီကာလအတွင်းမှာမမျှော်လင့်မဲ့အဲ့ဒီအခက်အခဲတွေကြုံတွေ့ရတတ်တယ်။နေရာထိုင်ခင်းကိုအကြောင်းပြုပြီးတော့ဆုံးဖြတ်ချက်မှားတဲ့ကိစ္စလုံတင်းတဲ့အချိန်မှာမလုံဖဲနဲ့ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့်ဒီဒီချိန်မှာနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးအခက်အခဲတစုံတရာဖြစ်သွားတတ်ပါတယ်။စိတ်ညစ်စရာအနေနဲ့ကတော့ကိုယ့်ရဲ့မိသားစု၊သားရချမ်းပြေပွဲပျော်ရွှင်စရာကောင်းသောမိသားစုတိုက်တိုက်ဝဝစီစီလုံးလုံးလေးနဲ့ဥမပွဲတိုက်မိပြည့်ဆိုသော ဲ့ဒီအရသာလေးကိုခံကျင်တာတစိမ့်စိမ့်ခံစားကျင်တာဝေးတော့မှပူလို့လွမ်းဆိုတဲ့ပုံစံမျိုးအဲ့တော့မိသားစုနဲ့ပတ်သက်ပြီးနှီးတုံးကတော့ချစ်ရကောင်းမှခင်ရကောင်းမှတွေ့တာရကောင်းမှတန်ရောစင်ထားရကောင်းမှဆိုတော့အဲ့ဒါတွေမသိဘူးအခုဝေးတော့မှကုမိသားစုအတွက်ကိုနောက်တားရတာငါဘယ်တော့မှဘလို့ကောင်းကောင်းလေးနေခဲ့ရင်ကောင်းမှာပဲဘလို့အကောင်းတွေပြောခဲ့ရင်ကောင်းမှာပဲစိတ်ချမ်းသာအောင်ဘလို့လုပ်ခဲ့ရင်ကောင်းမှာပဲဆိုတော့နောက်တားတွေနဲ့ကိုမှာ ပြည့်နှင့်နေတတ်တယ်အဲ့ဒီအတွက်ကြောင့်သိနေရတာမျိုးဖြစ်တတ်တယ်အဲ့တော့ကောင်းသောပြောင်းလဲခြင်းဖြစ်တယ်လို့ပဲတတ်မှတ်လိုက်ပါခေါင်းဖို့ဖြစ်လာတယ်လို့ပဲကိုယ်စိတ်ထဲမှာတွေးလိုက်ပါအဲ့ဒါဆိုမိတ်ဆွေအနေနဲ့ပေါ့သွားပါလိမ့်မယ်ယင်ထဲမှာအဆိုင်ခဲကြီးတွေမရှိတော့ပါဘူးเนาะကဲငယ်ရွယ်တဲ့ဗုဒ္ဓဟူသားသမီးတွေကန်ဆာတာမှာဆိုလို့ရှင်တော့ဆုံးဖြတ်ချက်တွေမှားတတ်တယ်သူများကိစ္စကြောင့်ကိုယ်မှာပြဿနာတွေတက်တတ်တယ်အဲ့တော့ကိုယ်အလုပ်ကိုလုပ်ကိုယ်တမင်းကိုစားကြီးတော်နွားအလကားချောင်းဆိုတဲ့ပုံစံမျိုးမလုပ်မိပါစေနဲ့ အဲ့တော့အားနာလို့လုံးမိတာတွေကပြဿနာတွေဖြစ်တတ်တယ်။အခြေရင်းနဲ့ပတ်သက်လို့ရှင်လဲကံညံ့တတ်တယ်။အဲ့တော့ဆုံးဖြတ်ချက်တွေမှားတတ်တယ်မကောင်းဘူးမကောင်းတော့ငြိမ့်ငြိမ့်နေပေါ့။အဲ့တော့ငယ်ဝယ်တဲ့သူတွေမှာဒီကာလတွေမှာဆုံးဖြတ်ချက်တွေမှားတတ်တယ်သတိထားမယ်။အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ကိုယ့်ရဲ့အိမ်အောင်ဘက်ကြောင့်အောင်မြင်မှုကြီးကြီးမားမားဝမ်းသာစရာတွေကြုံတွေ့ရပါလိမ့်မယ်။အဲ့တော့ကိုယ့်ရဲ့အိမ်အောင်ဘက်ကအစွမ်းစားကြောင့်အံ့ဩလောက်အောင်ကိုယ့်ရဲ့ မိသားစုမှာထူခြားပြောင်းလဲမှုနာမည်ကွန်သတင်းကြီးတာမျိုးအဲ့တလိုဟာမျိုးတွေဖြစ်လာပါလိမ့်မယ်ဒါကအိမ်တော်ရေးကိုအကြောင်းပြုပြီးတော့ပေါ့နော်ကဲအဲ့တော့ဖြီဝါသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့အိမ်နံရံနေမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေတွေအချိုးပေးသောကဏ္ဍသုံးတရားတွေ့ရပါလိမ့်မယ်အိမ်နံရံဆိုတာအခြေကြီးပဲဗျာတွေ့မှာပေါ့နော်ကဲညနာရီပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရေရရအနေအနေနဲ့ကတော့ညင်ညံသွေးမပြေဝါတော့အယူးများကိုစားစရာဝိစရာ အတခုခုလေးအကျိုးရှိမဲ့ဟာလေးလေသူ့အတွက်အသုံးတည့်မဲ့ဟာလေးတခုခုလောက်ကိုဘက်ကစွန်ကျဲပေးလိုက်ပါလှူဒန်းပေးလိုက်ပါပံ့ပိုးပေးလိုက်ပါအဲ့ဒါဆိုလို့ရှိရင်ပုံကူသားသမီးတွေကိုထူးထူးခြားခြားလက်လာပါရှင်လန်းပါမယ်စိတ်ညစ်စရာအခက်ခဲအားလုံးအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ရဲ့ဗုဒ္ဓဘုရားသားသားသမီးများတို့အတပတ်စာပေးတင်ဒီမှာပဲနေကုန်ချုပ်ပြရစီကျွန်တော်ကျော်စင်းဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 358ပဲ ဖြစ်ပါတယ်ဗျာအားလုံးဆက်ဆရာရာအဆင်ပြေပြီးตาရဖြောင်ပြူပါစေဂျာတာဘေးသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဂျာတာဘေးသားသမီးတွေအတွက်23ရက်ဆယ်လ2025မှာ29ရက်ဆယ်လ2025ဒီပဲဖြစ်ပါတယ်ကြသာပေးသားသမီးတွေရဲ့ယဉ်တဲ့မှာဘဝနောင်ရေးအတွက်ကြီးပွားဖို့ချမ်းသာဖို့အဆင်ပြေဖို့အောင်မြင်ဖို့အမြဲတမ်းကြိုးစားတယ်အမြဲတမ်းစဉ်းစားတယ်အမြဲတမ်းတွေးတောတယ် ဒီလောက်နဲ့မတင်းတိမ်နိုင်ဘူးဒီတဲ့ပို့ပြီးတော့ရအောင်မကြဆုံးဖို့အောင်မြင်ဖို့ဇက်တိုက်ဇက်တိုက်ဆိုလိုပဲရရှိအောင်လုပ်ဖို့ကိုဒါသူ့ရဲ့ရင်ထဲမှာစဉ်းစားတွေးတော်နေတယ်မျောလင်တောင်းတရည်ရွယ်ချက်ကတော့မိမိရဲ့ဘဝကံကြံမှာတဖြည်းဖြည်းနဲ့ကောင်းသောပြောင်းလဲခြင်းသူများရဲ့အနေခံသူများရဲ့အပြောအဆိုကနေလွတ်ကင်းအောင်ကိုယ့်ကိုယ်ကိုအကောင်းဆုံးဖန်တီးမယ်ဆိုတဲ့စိတ်တွေဒါသူ့ရဲ့ရင်ထဲမှာမျောလင်တောင်းတနေပါတယ်မမျော်လင့်မဲ့ဘယ်လိုဟာမို့ကြုံမလဲဆိုလို့ရှင်တော့ယောက်ျားအနောက်ဆက်မိန်းမအနောက်ဆက်ကြုံတတ်တယ် အဲ့တော့တနာတင်တာကိုတနာခြေနဲ့ချောင်းကိုမတနာနဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်ခြေနဲ့ချောင်းကိုတနာမိလို့ဒုက္ခရောက်တဲ့အတိတပုံကြီးပဲလေအဲ့ဒီအတွက်ကြောင့်တော်ရုံတန်ရုံပဲကောင်းပါတယ်အလွန်အကျွံမတနာမိပါစေနဲ့လို့အကြံပေးချင်ပါတချို့ကတနာတာနဲ့မတန်ဘူးတချို့ကမျက်နှာလွဲတာတော့အကောင်ဆုံးပဲဗျနော်ဒုက္ခပေးသွားတဲ့လူတွေများတယ်လေနော်အဲ့တော့ယေရှုတရားမသိတတ်တဲ့လူတွေလောကမှာအများကြီးပဲလေဟုတ်တော့ဟုတ်တယ်မလားအဲ့ဒီအတွက်ကြောင့်တော်ရုံတိုင်ုံပဲတနာ ကိုကိုကိုအရင်ဆုံးတနာနော်ကိုကိုကိုကောင်းအောင်လုပ်ကိုကိုကိုအဲ့လိုအဖြစ်မျိုးတွေနဲ့မကြုံအောင်ကိုကိုကို ကြံဖန်ပြီးတော့ကြိုးစားပါကဲစိတ်ညစ်စရာအနေနဲ့ဂျာသာပေးသားသမီးတွေမှာမိသားစုကိုအဆက်အသွယ်မလုပ်တဲ့ကိစ္စနောက်ပြီးတော့ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင်အချင်းချင်းနာနာမရှိဘဲနဲ့တကူကောင်းဆန်တဲ့ကိစ္စတွေကြောင့်ကိုကိုကိုတွေးရင်တွေးရင်နဲ့စိတ်ညစ်ရတာပဲဖြစ်တတ်တယ်နောက်ပြီးလို့ရှင်ကျေးဇူးတရားတွေမေ့လျော့ပြီးတော့တကူကောင်းဆန်ခဲ့ပြီတဲ့အတွက်ကြောင့်လည်းစိတ်ညစ်ရတာမျိုးကြုံတွေ့ရတတ်တယ် ဲ့တော့အစတရာကိုကလိုင်ရောညီသွေးမှုရှိအောင်နေရမယ်ကိုဘက်ကမမောက်မာနဲ့လူဆိုတာမျိုးကပတ်စံမရှိခင်ကတမျိုးပတ်စံရှိတော့တမျိုးမအောင်မြင်ခင်ကတမျိုးမအောင်အောင်မြင်တော့တမျိုးဆိုတဲ့ပုံစံမျိုးကျွန်တော်လိုမျိုးမလုပ်ပါနဲ့လို့အကြံပေးချင်ပါတယ်อืมကဲကြာသာပေးသာသမီငွေရတဲ့သူများဖို့ကတော့အဝေးတနေရာကတရင်ကောင်းဆက်သွယ်ကောင်းတွေရရှိမယ်အောင်မြင်မှုတွေလည်းသူတို့ကြောင့်ကိုမှာယူဆခြင်းနဲ့စိတ် ဲ့တော့သူတို့ကြောင့်ကိုယ်မှာစိတ်အားလူအားထက်သန်ပြီးတော့အောင်မြင်မှုလမ်းစာတွေပေါ်ထွက်လာတာမျိုးကြုံတွေ့ရပါလိမ့်မယ်အဲ့တော့ဒီကာလအတွင်းမှာတော့ကိုယ့်ရဲ့လုပ်ငန်းတွေကအလဟတဖြစ်တတ်တယ်ကိုယ်စုဆောင်ခြင်းသလိုအောင်မြင်ခြင်းသလိုနည်းနည်းလေးကြံ့ကြာခက်ခဲတာမျိုးဖြစ်တတ်တယ်ဗျနည်းနည်းလေးခက်ခဲသွားတတ်တယ်เนาะအဲ့တော့မကြခင်ကောင်းဖို့အတွက်အခုခက်ခဲတယ်လို့ပဲနားလိုက်ပြလိုက်ပါ အိမ်အောင်ရှင်ဂျာတာဘေးသားမိများဘုကတော့အိမ်အောင်ရေးနဲ့ပတ်သက်လို့ရှင်ရေနော်တူနကိုတိုင်းပြီပေါ့အဲ့တော့တလောကတော့လုံးမှာကိုရီနှစ်ယောက်တည်းရှိသလိုပဲဆုံးဖြတ်ရတာตายာမိတာជីနူးစရာကောင်းတာအဲ့ဒါလို့တယောက်ပေါ်တယောက်စာနာစိတ်ဂျင်နာစိတ်ဆိုတဲ့မြစ်တာတွေကြာလေလေတန်ရောစဉ်တိုးလေလေအချစ်တွေပိုလေလေဆိုတဲ့တန်ရောစဉ်နှောင်ကျိုးတွေအဲ့ဒါလို့ဟာမျိုးတွေနဲ့အိမ်အောင်ရေးမှာตายာမှုကြုံတွေ့ရပါလိမ့်မယ် ကဲအဲ့တော့ထီဝသနာပါလို့ထီထိုးကျင်တဲ့ဂျာသာဘေးသားသမီးများဟူတော့အိမ်မွေးတိရိစ္ဆာန်လေးတွေဖြစ်တော့ကြောင်လေးတွေနေတဲ့အနီးနားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အတွက်အချိုးပေးသောကဏ္ဍတစုံတရားတွေ့ရပါလိမ့်မယ်ညံ့လာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရရအနေနဲ့ကတော့မိမိရဲ့အိရာကိုတန်ရှင်းရင်းလုပ်မယ်ခေါင်းအုံနဲ့စွတ်တွေလဲမယ်လျှော်မယ်အဲ့လိုမျိုးအိရာအနီးနားကိုတန်ရှင်းရင်းလုပ်ခြင်းအားဖြင့်ညံ့နေအားလုံးပြပြောက်ပြီးတိတိတသာလတ်လာပါ ရှင်လန်းကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်းဂျာတာဘေးသားသမီးများတွေဒီမှာပဲနေကုန်ချုပ်ပြရစီကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်ဗျအဲ့ဒီဖုန်းကို17နာရီကနေ17နာရီပြည့်ကိုဆက်မယ်နာမည်စီရင်ပေးမယ်ဒါဆိုအားလုံးအဆင်ပြေပါပြီညနေ3နာရီအထိအောင်တူချင်းစီကိုပြန်လဲဟောကြားပေးလေရှိပါတယ်အားလုံးအဆက်အစပ်ရအဆင်ပြေကြပါစေ တောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတောက်ကြသားသမီးတွေအတွက်23ရက်10လ2025မှာ29ရက်10လ2025ဒီပဲဖြစ်ပါတယ်တောက်ကြသားသမီးတွေရဲ့ယဉ်ထဲမှာအထီးကျန်မဲ့အကြောင်းလေးတရားအဲ့တော့တစ်ဖက်ကကုသိုလ်တစ်ဖက်ကအကုသိုလ်တစ်ဖက်ကကောင်းတာတစ်ဖက်ကမကောင်းတာအဲ့ဒီနှစ်ခုကြားမှာကိုယ်မှာတိတိကြီးနဲ့မိုက်မဲတဲ့အကြောင်းအရာတွေကိုအခုယဉ်ထဲမှာစဉ်းစားတွေးတောနေပါတယ်အထီးကျန်မဲ့ဆိုတာလည်းသိတယ်ထားခဲ့မဲ့ဆိုတာလည်းသိတယ်ဒါပေမဲ့ကိုမှာ တိုင်ရောစင်မတွေ့တာပဲမှမနေနိုင်တာအဲ့တော့ကိုယ်တိုင်နဲ့ကိုယ်ကခံပေါ့နော်အဲ့တော့တောက်ကြသားသမီးတွေရဲ့မျောလင်တောင်းတရည်ရွယ်ချက်ကတော့ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေအကြံဉာဏ်ပေးတဲ့အတိုင်းပဲဆက်ပြီးကြိုးစားမယ်သူတို့ပြောတာမဆိုးဘူးကောင်းတယ်အဲ့တော့ငါအဲ့တိုင်းလုပ်ရင်တော့ငါဘဝအဆင်ပြေမှာပါဆိုတဲ့ရည်ရွယ်ချက်ကလေးနဲ့အားတင်းပြီးတော့ရှေ့ဆက်ဖို့ကို မျောလင်တောင်းတနေပါတယ်မမျောလင်မဲ့တောက်ကြသားသမီးတွေဘယ်လိုဟာမို့ကြုံမလဲကိုချစ်ရတဲ့သူတွေကိုတန်ရုံးစင်တွေ့တာရတဲ့သူတွေနဲ့ပတ်သက်ပြီးအချိန်ချင်းဒုက္ခပေးတယ် မယိုးနိုင်အောင်တမျိုးပြီးတမျိုးဒုက္ခပေးတယ်၊မှု့တယ်အဲ့ဒီအတွက်ကြောင့်ကိုမစိတ်နှလုံးမချမ်းမြေ့ပွေရတယ်ဖြစ်တတ်တယ်။သူတို့ပြဿနာတွေသူတို့အခက်အခဲတွေရှိတော့အကုန်လုံးခွင့်လွှတ်တယ်၊ကူညီတယ်၊တတ်နိုင်သမျှကိုဘက်ကအစွမ်းကုန်အပြစ်မပြောဘဲနဲ့ကျင်နာခဲ့တယ်၊မေတ္တာထားခဲ့တယ်။ကိုကိုအလဲလဲကြလာကြတော့သူတို့ကပြောလိုက်ကြတာရစရာမရှိ၊မှုချိုးမြင့်ချိုးဆိုတဲ့ပုံစံမျိုးထက်တော့ဆိုးပါတယ်။အဲ့ဒါလိုဟာမျိုးတွေအပြောခံရတတ်တယ်၊အထင်လွဲခံရတတ်တယ်၊အဆူခံရတတ်တယ် 哎，都拿大包六百，哎了，来来都来过来是吧？现在嘞，困了奶奶的呀，困了妈包，啊，这老讲一样的讲，过嘛门庙里面谁高价撇他，谁唱估去，谁没讲撇他没有看啥的跌撇包里面，哎，都，啊，这老撇别时候现在过啊，哦，俺，都你呀嘛，都回来，俺妈好大出来帮俺瞄，别都回来，哎了，说没事的呢，这当当当撇到哪里没？ ဖိညစ်စရာအနေနဲ့နောက်ထပ်ပါးတွေရှိသေးတယ်ဆိုကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေရင်းရင်တင်းဆောင်လွဲချော်တဲ့အတွက်ကြောင့်ဖိညစ်စရာတွေဖြစ်ပေါ်လာတတ်ပါတယ်ဒီတစ်ပတ်မှာတောက်ကြသားသမီးတွေအတွက်ကတော့နည်းနည်းလေးရစရာမရှိအောင်စိုးတယ်လို့သူကပြထားပါတယ်အဲ့တော့အားမငယ်ပါနဲ့အစိုးတွေပြီးရင်အကောင်းတွေလာလိမ့်မယ်လေနော်ငယ်ရွယ်တဲ့တောက်ကြသားသမီးများဖို့ကတော့ကိုယ့်ရဲ့မိသားစုမပြေလည်တဲ့ကိစ္စအဲ့တော့အဆမကောင်းတဲ့ကိစ္စတွေကြောင့်ဒီဘဝမှာ ဘသူ့ကိုမှမယုံတော့တာအခြေရေးတွေနဲ့ပတ်သက်ပြီးအစိုးရစဉ်းစားမိတာဆုံးဖြတ်မိတာအဲ့လိုဟာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဒီကာလအတွင်းမှာအခြေရေးနဲ့ပတ်သက်ပြီးမကောင်းဘူးပေါ့ဆုံးဖြတ်ချက်မချနိုင်အောင်လို့အကြံပေးကြပါတယ်ပညာရေးနဲ့ပတ်သက်လို့ရှင်လည်းလှုပ်ရှင်ကင်ကျင်တဲ့စိတ်တွေလျော့ပါသွားတာမျိုးဖြစ်ပေါ်တတ်တာပေါ့အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ကံကောင်းမှုတွေကြုံမဲ့ကိုယ့်ရဲ့အိမ်အောင်ဘက်ကအစွမ်းစားကြောင့်စိတ်ကူးစိတ်တန်းကြောင့် ကိုယ့်ရဲ့ဘဝမှာအခက်အခဲကြုံတဲ့အခါ तू ကကိုယ့်ကိုကယ်ထုတ်သွားတာကုညီတာတဆွေလုံးတစ်မျိုးလုံးကိုသူ့ကြောင့်အဆင်ပြေမှုတွေအဲ့တလိုဟာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ကိုယ့်ဘက်ကလည်းတော်လို့ပေါ့ကိုယ့်ဘက်ကလည်းအဲ့တော့ကောင်းတဲ့အချက်တွေရှိနေလို့ပေါ့ဒီအိမ်တော်ရေးနဲ့ပတ်သက်လို့ရှင်ပေါ့နော်ကဲအဲ့တော့တောက်ကြသားသမီးများထီထိုးမယ်ဟေ့ဆိုလို့ရှင်တော့မင်္ဂလာကိစ္စမင်္ဂလာသတင်းအဲ့ဒါလို့ဟာမို့ဖိတ်စာတွေစာအိတ်တွေအဲ့ဒါလို့အပေါ်မှာရှားကြည့်ပါ အဲ့အပေါ်မှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစ်စုံတွေကတွေ့ရပါလိမ့်မယ်။ကဲညံ့တာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရွယ်ရာအနေနဲ့ကတော့အချင်းချသာထားသောတရဝအများကိုဘေးမဲ့လွတ်ချင်းအပြင်အညံ့တွေအလုံးပြေပြောက်ပြီးတိတိတတ်တာကံစားတာထူးခြားကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်းတောက်ကြသားသမီးများတွေဒီမှာပဲဒီကုန်းချုပ်ပြရစီကျွန်တော်ကြော်စိန်ဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 358ပဲဖြစ်ပါတယ်ဗျာအဲ့ဒီဖုန်းကို7နာရီရနဲ့7နာရီတွင်ဆက်မယ် ညနေ3:00နာရီထိတဝူးချင်းစီကိုပြန်လည်ဟောကြားပေးလည်ရှိပါတယ်17:00နာရီနဲ့17:00နာရီတို့အတွင်းကိုဆက်ပြီးတော့နာမည်စာရင်းပေးလို့ရပါတယ်ကဲဒီလောက်ပါပဲအားလုံးအဆက်အစပ်ရအဆင်ပြေကြပါစေစနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်23ရက်10လ2025မှ29ရက်10လ2025ထိပဲဖြစ်ပါတယ်စနေသားသမီးတွေရဲ့ယဉ်ထဲမှာကောင်းမှုကောင်းချုပ်စိတ်ညစ်စရာတွေကြံစည်သမျှလွဲချော်တဲ့ကိစ္စအချောင်းရတွေကိုအခုယဉ်ထဲမှာခက်ခါတက်ခါစဉ်းစားသုံးသပ်မိတာမျို စဉ်းစားနေတတ်တယ်တွေးတောနေတတ်တယ်မျောလင့်တောင်းတရည်ရွယ်ချက်ကဘာရှိလဲဆိုလို့ရှင်တော့နောက်မဆုတ်ဘူးရည်ရွယ်ချက်အထမြောက်အောင်ပန်းနိုင်ရအောင်ဆက်ရှေ့ဆက်သွားမယ်အဲ့တော့ငါတဲ့ဆိုးတဲ့လူတွေလောကမှာတပုံကြီးပဲလေငါကတော့ AC ပဲသူတို့တဲ့တာသေးတယ်ဆိုတော့အဲ့လိုအကုတ်ကုတ်ကိုအားပေးရင်းနဲ့ရှေ့ဆက်ရမှာမျိုးကြုံတွေ့ပါလိမ့်မယ်မမျော်လင့်မဲနဲ့ဘယ်လိုဟာမျိုးကြုံမလဲဆိုလို့ရှင်တော့အဖိုးတန်းဇိမ်ကန်ပစ္စည်းတွေ ဝင်လာတာရရှိတာယင်သွေးယတနာ သာသမိယတနာကိုဝင်ကိုအကြောင်းပြုပြီးတော့ဘဝမှာကံကောင်းမှုတွေတိုးတက်မှုတွေအောင်မြင်မှုတွေအဲ့တော့စီးပွားတက်တာလက်လာပါပေါ်များတာအဲ့ဒါလိုဟာမျိုးတွေဂျုံပါလိမ့်မယ်အဲ့ဒီဟာတွေကိုမြင်လိုက်တွေးလိုက်ပြီးဆိုတာနဲ့ကိုယ့်အတွက်ကံကောင်းပြီလို့သတ်မှတ်လိုက်ပါနော်အဲ့တော့မမျော်လင့်မဲနဲ့ဩဇာအာဏာကြီးမားတဲ့အမျိုးသမီးကြီးတွေနဲ့ဆုံတွေ့တဲ့အခါတိုင်းအခါတိုင်းကိုယ့်ရဲ့ဘဝ ကန်ဆာတာတဆင့်တက်ပြီတက်ပြီတက်ပြီလို့နားလေလိုက်ပါအဲ့ဒီအခုချိန်ကနေစတင်ပြီးတော့နောက်ထပ်3ရက်အတွင်းမှာထူးထူးခြားခြားကန်ကောင်းတာတွေကြုံပါလိမ့်မယ်စိတ်ညစ်စရာအနေနဲ့ကတော့ဘေးကျန်တဲ့ကြအကျက်တဲကြုံတယ်ကိုယ့်ရဲ့စိတ်ကူးစိတ်တန်းတွေမအောင်မြင်မှာအထမမြောက်မှာအဲ့တော့စိတ်ညစ်ရမှာပူပင်တော့ကတွေကြုံမှာအဲ့တလို့ဟာမှုတွေမမေ့နိုင်ဘူးစိုးရင်စိတ်တွေလွန်ခဲ့ပြီးကိုယ်မှာစိတ်ညစ်နေရတတ်တယ်လောကမှာကိုယ့်ရဲ့စိုးတဲ့လူတွေတပုံကြီးပဲလေနော်ကဲအဲ့တော့စိတ်ညစ်စရာ အနေနဲ့ကတော့အဲ့ဒီကိစ္စတွေရှိပါတယ်စောစောအိပ်ပါအေးအေးဝပါအိပ်ပါအဲ့တော့စိတ်ညစ်စရာတွေမတွေးပါနဲ့အိပ်တဲ့အချိန်မှာအိပ်တဲ့အလုပ်ပဲလုပ်ပါအလုပ်လုပ်တဲ့အခါမှာတော့အလုပ်လုပ်အလုပ်အကြောင်းပဲစဉ်းစားပါအိပ်တဲ့အကြောင်းတွေမစဉ်းစားပါနဲ့ဟုတ်ပြီနော်ငယ်ရွယ်တဲ့စနေသားသမီးတွေကန်စာတမဆိုလို့ရှိရင်တော့ကိုကိုကိုဘဝင်နေမြင့်နေတတ်တယ်ဘလို့မြင့်လာလဲဆိုလို့ရှိရင်ငါတော်တယ်အဲ့ငါနဲ့ဘယ်သူနဲ့မှမတန်ဘူး ဲ့တော့ဒီငါ့လောက်ဉာဏ်ကောင်းတဲ့လူတွေတယောက်မှမရှိဘူးအဲအဲ့တလို့ဘူး तू လောကမှာသူ့ကိုယ်သူအတော်ဆုံးပေါ့အဲအဲ့တလို့ဟာမိုးတွေတဲ့ဘဝင်လေဟပ်ပြီးတော့အဲကိုကိုကိုမြောင်မှန်းမသိမြောင်နေတာမျိုးဖြစ်တတ်တယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ရှင်တဲ့ဘသူနဲ့မှ तू ဟာအယောတဝင်မရှိဘူးအဲ့တော့ကိုကိုကိုအခြေဆုံးအဲ့တော့ငါနဲ့ဘသူနဲ့မှမတန်ဘူးအဲ့အဲ့လိုမတူသလိုမတန်သလိုမျိုး ဆုံးဖြတ်ချက်တွေချတာမျိုးဖြစ်ပေါ်တာတပါတယ် အသက်ကြီးမှတော့လာပြီးတော့ရရရပေးပါလားမလုပ်နဲ့နော်ဟွန်းကဲအိမ်တော်ရှင်မိတ်ဆွေများဖို့ကတော့ကန်ဆိုးတာတွေလာတတ်တယ်ဗျာသတိထားရမယ်ဆုံးဖြတ်ချက်တွေမမားတွေစီနဲ့အလှဲ့ပြောင်းနေမလုပ်နဲ့အဲ့တော့လက်ရှိအတိုင်းရိုးရိုးပဲကပါပြင်လိမ်မကပါနဲ့ပြင်လိမ်ကရင်ခါပါနာတတ်တယ်ဘုံကိုပြုတ်ကြတတ်တယ်အဲ့ဒီအတွက်ကြောင့်အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအဲ့တော့ဆုံးဖြတ်ချက်မမှားစေနဲ့ကျင်နာမဲ့စကားပြောပါမျက်နှိုးတွေ့တာစေမဲ့စကားပဲပြောပါလို့အကြံပေးခြင်းပါတယ် ရန်လိုတန်ဒေါသတန်နေတဲ့မောမောမောမနိုင်တိုင်းနိုင်လို့ရတိုင်းမနိုင်ပါနဲ့လို့အကြံပေးကြပါလေဗျာကဲဓိဝသနာပါလို့ထီလို့ကျင်တဲ့မိတ်ဆွေများပို့ရတော့ပန်းကြုံတွေရဲ့အနီးနားမှာရှာကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အတွက်အချိုးပေးသောကဏ္ဍစုံတွေရတွေ့ရပါလိမ့်မယ်ဒီကာလအတွင်းမှာအဲ့တော့မမျော်လင့်မဲနဲ့ငွေကြေးလုံးကြီးခဲကြီးဝင်လာတတ်တယ်ထီကန်နဲ့ပတ်သက်ပြီးသူများထက်ကန်ထူးတယ်လို့ပြထားပါတယ် စိတ်ညစ်စရာအနေအရရာအနေနဲ့ကတော့မလုပ်ရမယ်ဆိုလို့ရှင်အေဂျန့်တဲ့နေရာလေးကိုသွားပါစိတ်ကလေးကိုညင်အောင်ထားပါအဲ့တော့စိတ်ကလေးကိုညင်အောင်လုပ်ငါရဲ့စိတ်တွေညင်နေပြီငါရဲ့စိတ်တွေညင်နေပြီဆိုပြီးတော့စိတ်ကိုတည်ငြိမ်အောင်ထားထားလိုက်ပြီးလဲပြီးတော့ကိုကဘလို့ဘလို့လုပ်ရမယ်လက်ကလေးကိုတို့တို့ရှက်လက်မလေးကိုတို့တို့ဖိဖိနော်ဖိလဲပြီးလဲပြီးတော့ကိုကဆူတောင်းငါဒီချင်းနဲ့စတဲ့ပြီစနေသားသမီးဘသူပေါ့နော်ငါရဲ့ငါရဲ့ဘဝမှာစိတ်ညစ်စရာပူပင်တော့ကတည်းမရှိတော့ဘူးငါဒီချင်းနဲ့စတင်ပြီးတော့ အေးချမ်းပြီးကောင်းစားပြီးကြီးပွားပြီးချမ်းသာပြီးအဲ့တိုင်းလေးပဲတွေးမယ်နော်အဲ့တော့ငါဘာနေတာနာမည်ဘသူပေါ့နော်အဲ့တော့ငါဒီချင်းနဲ့စပြီးကောင်းစားပြီးကြီးပွားပြီးချမ်းသာပြီးအောင်မြင်ပြီးပေါ့အဲအဲ့ဒါပဲပြောနော်အဲ့မှာကိုကျင်တဲ့အားရပြီဒီအထိပြောပြီးပြီဆိုပြန်လာခဲ့အားလုံးအဲ့ဒီချင်းနဲ့စတင်ပြီးတော့အားလုံးကောင်းပါပါလိမ့်မယ်အဲ့ဒီရေရာလေးပဲလုပ်ပေးပါအဲ့ဒါကတော့ကိုယ့်စိတ်ကိုနှလုံးသားကိုနှိုးတယ်ပြီးပါပဲနော်ကဲ ဒါပါပဲအားလုံးအဆစရာအဆင်ပြေကြပါစေစနေသားသမီးရောက်တိုင်းရောက်တိုင်းလူဝဆန္ဒပြေဝပါစေပူပင်တော့ကကင်းဝေးပါစေလို့ဆန္ဒပြုပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့3992533358ပဲဖြစ်ပါတယ်ဗျအဲ့ဒီဖုန်းကို17နာရီရနဲ့17နာရီတွင်ကိုဆက်မယ်နာမည်စင်းပေးမယ်အဲ့ဒါဆိုအားလုံးအဆင်ပြေပါပြီညနေ3နာရီခန့်တူးချင်းစီကိုပြန်လည်ဟောကြားပေးလည်ရှိပါတယ်အဲ့တော့ကျွန်တော်ဖုန်းကများသောအားဖြင့်17နာရီဖုန်းကဏ္ဍဒီမှာ ဖွင့်တယ်အဲ့တော့ အဲ့ဒီနာမည်စင်းကောက်ပြီးတော့ကျွန်တော်ပိတ်ထားလိုက်ပြီเนาะအဲ့ဒီမှာဗာကျွန်တော်နောက်ထပ်လူတွေကြတော့အားနာတယ်လေအမရတော့ဘူးမရတော့ဘူးပြောလို့ရှိရင်အားနာလို့အဲ့ဒါကြောင့်မလို့ကြိုတင်ပြီးတော့ပိတ်ထားတာပါကဲဒါပါပဲเนาะ